ြောချင်တာလေးရှိလို့အတုစိတ်ခရက်ကလည်းတအားဆိုးနေတော့တအားဆိုးနေဘယ်ဟာဟိုအတုဘယ်ဟာအစ်စ်လဲဆိုတော့ဒီ TikTok မှာအကောင့်နေရော Facebook တွေမှာဟောနော်ဆိုတော့ကျမလေကျမဗီဒီယိုဖိုင်တွေယူသုံးလို့ရပါတယ်ကျမဘယ်သူ့ကိုမှအင်းတားမြစ်တာမရှိပါဘူးနော်အဲကျမတရားဝင်ခွင့်တောင်းပြီးတော့မှယူသုံးနေတဲ့သူတွေရှိပါတယ်เนาะဆိုတော့ဒါပေမဲ့လေကျမမဟုတ်ဘူးဆိုတာတော့ဖြစ်ရမှာပေါ့เนาะဒါကျမ follower ရှာလို့ရတယ်ဟုတ်တယ်လားအာ like တွေရှာလို့ရတယ်ဒါဆိုရင် monetization တွေဘာတွေလဲဆိုပတ်စံရကြတယ်လीเนาะကျွန်မအဆင်ပြေပါတယ်ဒါပေမဲ့ကျွန်မမဟုတ်ဘူးဆိုတာမျိုးတော့ဖြစ်ပလိစေပေါ့ဒီ almond thin ဆိုပြီးတော့မှဒီ account ဒီ account ကเนาะ ကျမအကောင်မဟုတ်ပါဘူး။ तू ကအတုပါ။လုံးလုံးအတုပါ။နော်လုံးလုံးအတုပါ။ကျမပုံစံမျိုးတွေနဲ့ तू ကတင်တယ်။ပြီးတော့ तू တင်တဲ့ဒီမှာအာဗီဒီယိုတွေဆိုတာလေ तू ကိုယ်တိုင်ဖန်တီးထားတဲ့ဗီဒီယိုတွေမဟုတ်ဘဲနဲ့ကျမတို့ဒီဘက်က Elmonthin Recap တို့ Post တို့ကနေပြီးတော့မှဒါတင်ထားတဲ့ဗီဒီယိုတွေကို तू ကပြန်ပြီးတော့မှ download လုပ်ပြီးတော့မှ တင်နေပေါ့နော်ဆိုတဲ့ခါကျတော့ဒါတော့မကောင်းဘူးကျွန်မပြောတာလေကိုကိုတိုင် creation လုပ်ထားတာမျိုးလည်းမဟုတ်ဘူးအဲအတူ啊ပြန်ပြီးတော့မှသူများစီကပြန်ခိုးပြီးတင်တယ်ကိုကိုတိုင်းလည်းညံကိုကိုရဲ့ကိုစွမ်းညံစွမ်းနဲ့ဘာတစ်ခုမှအားထုတ်ထားတာမရှိဘူးနာမည်လည်းသူများနာမည်နဲ့ဆိုတော့ကျမမဟုတ်ဘဲနဲ့ဒီမှာကြည့်အဲဘာရေးထားလဲဆိုတော့ तू ကအကောင့်အစ်စ်လေးပါတဲ့เนาะအကောင့်အစ်စ်လေးပါတဲ့ဆိုပြီးတော့မှလေး ီလိုမျိုးလေးလောက်ထားတယ်ပေါ့နော်အဲ့တော့ဒီ debt ပုံကလည်း almond thin recap ကနေပြီးတော့မှတုံးထားတဲ့ profile ပုံနော်ဆိုတော့အာတန်တဲ့သူတွေဆိုရင်ကျမမဟုတ်မှန်းသူတို့ပြန်ပြီးပြောကြတယ်တည်တင်းအကောင့်မဟုတ်ပါဘူးတည်တင်းအကောင့်အစ်စ်လေးရဒီမှာအောက်မှာချပေးထားပါတယ်ဒါတည်တင်းအကောင့်မဟုတ်ပါဆိုရိုးရိုးသားသားလှုပ်စားကျမလက်ခံတယ် เนาะဆိုတော့သူများရဲ့နာမည်သူများရဲ့အဂုံတိတ်ခါတွေပါတယ်လीเนาะဆိုတော့ဒီဥစ္စာကြီးကကြတော့တော်တော်ကြီးတရားလုံလုံအကြီးတယ်အကောင်လုံးကလည်းမေးတယ်အကောင့်အစ်စ်လားပေါ့ဘာလားညာလားဆိုသူကကျမပုံစံမျိုးနဲ့သူဖြေတယ်သူလုတ်တယ်เนาะအဲကျမမဟုတ်ဘူးเนาะဆိုတော့ profile ကအစား profile ဓာတ်ပုံကအစားအာဒီ Almonte Recap စီကနေပြီးတော့မှဓာတ်ပုံကိုသူယူသုံးတယ်အဲနောက်တစ်ခါအာ video တွေလည်းသူတို့ video တွေကို down ယူပြီးသူကိုယ်တိုင် create လုပ်ထားတာမဟုတ်ဘဲနဲ့သူများ create လုပ်ထားတဲ့ video တွေကိုယူပြီးတော့မှသုံးတယ် ပြီးရင်ကျမလိုဟန်ဆောင်နေကျမမဟုတ်ဘူးเนาะဒီဥစ္စာလေးเนาะတိကြဖို့ဟိုရိုးရိုးသားသားနဲ့ပြောရဲဆိုရင်ရိုးရိုးသားသားနဲ့လို့ဒါကျမကိုချစ်လို့မလို့အနောက်မှာ family တလုံးထည့်လိုက်အောင်ဟုတ်တယ်เนาะ ကျမလည်းခွင့်ပြုပါတယ်ဟုတ်လားအနောက်မှာ fan လေးတစ်လုံးထည့်လိုက်အောင်အဲဒါမှမဟုတ်လဲမမမတင်ကိုချစ်တဲ့သူရဲ့အကောင့်ပေါ့စသဖြင့်ပေါ့နော်အဲတမျိုးမျိုးပေါ့လေနော် elmonthin ဆိုပြီးအောက်မှာပေါ့ခုန recap ဆို recap ပေါ့နော်ဒါကျမမဟုတ်ဘူးဆိုရင်ဟာမျိုးလေးရဲ့ဟာမျိုးလေးဆိုရင်လူတွေကလည်းကြည့်ကြပါတယ်အခုဆိုရင်ဟို elmonthin recap ဆိုလို့ရှိရင်အများကြီးပဲသူ million နဲ့ချီပြီးတော့မှ like တွေဆိုရနေပြီနော်ဆိုတော့ရိုးရိုးသားသားနဲ့လှုပ်ပါကျမပြောတာနော်ကျမမဟုတ်မှန်းတော့ဖြစ်ပါစေကျမပုံစံမျိုးနဲ့ကျမထင်တယ် Facebook မှာလည်းသူပဲနဲ့တူတယ်နော် ော် Facebook မှာလည်းကျွန်မအကောင့်အတူဖွင့်ပြီးတော့မှဒီအကောင့်ပြတ်ကြရင်နောက်အကောင့်လုတ်အောင်မှာပဲဆိုစလုံးပေါင်းနေရလဲမှားလို့เนาะဆိုတော့ဒါကြတော့မကောင်းဘူးရွရွတတနဲ့လုတ်ပါเนาะကျွန်မက speech တွေပြောရဲဆိုတာလူအများသိစေချင်လို့ပြောတာကျွန်မ speech တွေကိုဒီလိုပြန်ပြီးတော့မှယူတင်နေကြတာအတွက်ကျွန်မကလေကောင်းတဲ့ပုံစံနဲ့ပဲယူတင်ယူတင်ဆိုးတဲ့ပုံစံနဲ့ပဲယူတင်တယ်ကျွန်မမှာ any responsible လုံးဝမရှိဘူးကျွန်မဘယ်သူ့ကိုမှဘာမှမပြောဘူး တင်ကြကျမစပြောပြီဆိုနေရလူသိစေချင်လို့ပြောတာเนาะလူချစ်စေချင်လို့ပြောတာမဟုတ်ဘူးကျမလူတွေသိစေချင်လို့ပြောတဲ့စကားအဲ့တော့မုန်းချင်တဲ့သူလည်းမုန်းချစ်ချင်တဲ့သူလည်းချစ်ကျမအဲ့ဒါတွေတိတ်မခံစားဘူးเนาะဘာဖြစ်လို့လဲဆိုတော့ကျမပြောချင်တာဒီအဲကျမအမှန်တရားကျမလူတွေကိုသိစေချင်တဲ့အကြောင်းအရာတွေကိုလူတွေသိခွင့်ရှိတဲ့အကြောင်းအရာတွေကိုကျမကပြောတာဖြစ်တဲ့အတွက်ကြောင့်ကျမပြောလိုက်တဲ့စကားကြောင့်ကျမကိုမုန်းသွားလဲကျမကဂိယူမဆိုင်ဘူးကျမကိုချစ်လဲကျမကဝမ်းသာတာပေါ့เนาะဆိုတော့ ဲ့လိုမျိုးနဲ့ပြောထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ယူတင်လို့ရတယ်ကူးတင်လို့ရတယ်ဒါပေမဲ့ကျမပုံစံဟန်ဆောင်လို့တော့မရဘူးနော်ဒါလေးပြောချင်တာဒီအကောင့်လေရိုးရိုးသားသားလှုပ်စားပါနော်ဒီလိုမျိုးကြတော့မကားဘူးရုပ်ဆိုးတယ်ရုပ်ပြက်တယ်နော်အောက်တန်းကြတယ်လို့လည်းခေါ်တယ်နော်ဆိုတော့ဒါဒီကျမအကောင့်မဟုတ်ဘူးကျမအကောင့်အစ်စ်လားအတူလားသိချင်တယ်ဆိုလို့ရှိရင်အများကြီးဒီ TikTok တွေကိုဆွဲကြည့်ဆွဲကြည့်ဆွဲကြည့်အိုးနှစ်တွေအများကြီးမှလေအိုးအများကြီးနှစ်တွေအများကြီးရဲ့ အားတွေကျမရင်တော့ဆိုတိတ်မရိုက်တတ်ခင်တော့ဟာပုံစံနေတောင်ပါတယ်เนาะအများကြီးဟိုအောက်မှာအဲ့လိုမျိုးတွေရာကြီးထောင်းကြီးတောင်ရှိပြီ ਨੇ တူတယ်เนาะနှစ်ရက်တွေအများကြီးကြာခဲ့ပြီဆိုတော့အဲ့လိုမျိုးတွေရှင်ကျမအကောင့်မှာကျမအကောင့်ပြက်လည်းမပြက်သေးဘူးကျမအဲ့တကောက်နေပဲတုံးတယ်အဲ့တကောက်နေမှာပဲ ကျွန်မလုပ်တယ်ကျွန်မအကောင့်တစ်ခါဘူးမှလည်းမပြတ်သေးဘူးเนาะဆိုတော့အကောင့်အစ်ဖွင့်တာတွေပါကြီးလဲကျွန်မမှာမရှိသေးဘူးရှိနေဆိုရင်လဲကျွန်မ official ကျွန်မရဲ့ Facebook page ကနေကျွန်မပြောမယ်ကျွန်မဒီမှာလဲထပ်ပြောပြပေးမယ်ကျွန်မအကောင့်မဟုတ်ပါဘူးเนาะကျွန်မတစ်ခါဘူးမှလည်းအကောင့်မပြတ်သေးဘူးเนาะဆိုတော့အတူပါเนาะ လုံးလုံးအတုပါနော်ဒါမျိုးမလုပ်ပါနဲ့နော်ဒီအတုလုပ်တဲ့သူကိုလေကျမပြောတာကျမကိုမိပြီးတော့မှလှုပ်ချင်နေဆိုလေကျမရဲ့ခွင့်ပြုချက်ကျမမဟုတ်ကြောင်းကိုတော့ပရိသတ်သိပါစေနော်မဟုတ်ဘဲနဲ့ကျမအယောင်ဆောင်ပြီးတော့မလုပ်ပါနဲ့ဒါကြတော့လက်သင့်ခံလို့မရအောင်နော်အဲ့ဒါလေးပြောချင်တာဟုတ်ပြီနော်